ခါသုံးလုံးမောင်းကိုလေးခါသုံးလုံးမောင်းကိုကုလို့ခါသုံးလုံးမောင်းကိုခုံးလို့ဖြစ်တာကလင်နာတကြောလုံးမှာဒါ၃ကပ်ပဲရှိရနော်92ခုနဲ့မှာလည်းချင်းရှိတယ်ကျွန်တော်ဒီ2008မှာလည်းခါသုံးလုံးမောင်းလေးခါသုံးလုံးမောင်းခုံးလို့ဖြစ်တယ်ပေါ့နော်နောက်ထပ်ကျွန်တော်တို့ဒီ2020နှစ်မှာလည်းခါသုံးလုံးမောင်းလေးခါသုံးလုံးမောင်းခုံးလို့ဖြစ်တယ်ပေါ့နော်အဲ့လိုခါသုံးလုံးမောင်းလေးခါသုံးလုံးမောင်းခုံးလို့ဖြစ်လိုက်တယ်ခါသုံးလုံးမောင်းလေးရခွာလေးလို့ရိုက်ပြီးခါ၆ခါ၆လုံးမောင်းကြီးက7ဖြစ်တဲ့အတွက်တက်ခါပေါ့နော်အဲ့တော့နှစ်ဦးမှာ ကျွန်တော်တို့ဒီခါတလုံးမောင်းလေးခါတလုံးမောင်းခွန်လို့ဖြစ်ပြီးတော့နှင်းဦးမှာတခါခွာလေးလို့ရိုက်တယ်တခါခွာလေးနဲ့မတိုင်ငါလို့ရိုက်တာဒါကျွန်တော်တို့သုံးကပ်ပဲရှိတယ်ပေါ့နော်ပထမတကပ်က93ခုနဲ့မှတစ်ချိန်ဖြစ်တယ်ပေါ့နော်ဒုတိယတကပ်က2009ခုနဲ့မှတစ်ချိန်ဖြစ်တယ်ပေါ့နော်တတိယတကပ်က2023ခုနဲ့မှတစ်ချိန်ဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့လိုဖြစ်ပြီးတာနဲ့အဲ့လိုဖြစ်ပြီးတာနဲ့ပေါ့နော်ကျွန်တော်တို့ဒီတခါခွာလေးနှင်းဦးမှာပထိတ်ငါလို့ရိုက်ပြီးတော့သူ့ရဲ့အောက်မှာကြားတယ်ဒီ33ခုဆိုတဲ့ကဏ္ဍဒီမှာပထိတ်3ပြုခွာနဲ့ပထိတ်3 ရှိလေပေါ့နော်အဲအခုခေါက်နဲ့ပရိတ်သုံးอ่ะဘယ်ကကနန်းလဲဆိုရင်တင်းနဲ့သုံးသုံးညီစင်းလိုက်ပေါ့နော်ဒီမှာပရိတ်သုံးရှိတဲ့တွေ့သူကဒီတက်ခခွာလေးနဲ့ပရိတ်ငါးရဲ့အောက်ကိုအခုခေါက်နဲ့ဒီကပရိတ်သုံးကိုအခုခေါက်နဲ့ပရိတ်သုံးလို့သူကလှမ်းထည့်တယ်နော်ဒီမှာလဲကျွန်တော်တို့နှိမ့်နှိမ့်မှာခါသုံးလုံးပေါင်းလေးခါသုံးလုံးပေါင်းကိုးလို့ရိုက်တယ်နှိမ့်မှာတက်ခခွာလေးလို့ရိုက်တယ်သူရဲ့အမှာပရိတ်ဆက်တက်လို့ရိုက်တယ်အဲပရိတ်ဆက်တက်ကတင်းနဲ့သုံးသုံးညီစင်းလိုက်ဒီမှာပရိတ်ဆက်တက်ရှိတဲ့အတွက်တက်ခခွာလေးနဲ့အောက်ကိုကျွန်တော်တို့ကအခုခေါက်နဲ့ပရိတ်ဆက်တက်လို့သူကထည့်တယ်နော်ဒီမှာလဲကျွန်တော်တို့ဒီမှာခါသုံးလုံးပေါင်းလေးခါသုံးလုံးပေါင်း ခွန်လို့ဖြစ်တယ်ပေါ့နော်အဲ့လိုဖြစ်ပြီးတော့နှဲဦးမှာတခါခွာလေးလို့ရတယ်တခါခွာလေးလို့ရပြီသူ့ရဲ့အောက်မှာကြတဲ့ဒီ၄တစ်တဲ့ brake 6ကပူးခွာနေ brake 6ကသူကနေတင်းနဲ့၃၃ညင်းစင်းလိုက်ပေါ့နော်ဒီမှာ brake 6ရှိတဲ့အတွက်ဒါကျွန်တော်တို့နှဲဦးတခါခွာလေး brake 5ရဲ့အောက်ကို brake 6လို့ပူးခွာနေ brake 6လို့သူကလှမ်းပို့တယ်နော်အဲ့လိုပူးပြီးရတဲ့သူ့ရဲ့နောက်နှစ်မှာပေါ့နော်နောက်နှစ်၃ချိန်မှာသူ့ရဲ့တစ်နှစ်ကျော်ပေါ့နော်တစ်နှစ်ကျော်၃ချိန်မှာ brake ခွန်ဆိုတဲ့ကဏ္ဍထွက်တယ်နော် ဲ့လိုဖြစ်ပြီးတာနှုတ်မှာတခါခွာလေးလိုဖြစ်ပြီးတာနဲ့သူ့ရဲ့တစ်နှစ်ကျော်သုံးချိန်မှာ break ခုံကဏ္ဍထွက်တယ်အဲ break ခုံကဏ္ဍဘယ်လိုထွက်လဲဆိုရင်သူကထိတ်တူထိတ်လို့ထွက်တယ်ထိတ်တူထိတ်နဲ့ခွန်ပါတော့ break ခုံလို့ထွက်တယ်ပေါ့နော်အဲ့လိုခွန်ပါတော့ break ခုံလို့ထွက်ပြီးတာသူ့ရဲ့အောက်ကကဏ္ဍ၄၅လေးဆိုတဲ့ကဏ္ဍဟာအဲ့နှစ်ထဲမှာပြန်ကြလို့သူကရိုက်ခဲ့ပေါ့နော်ဒါတကတ်ပေါ့နော်ဒုတိယတက္ကလေးသွားမယ်နော်ဒီမှာလဲကျွန်တော်တို့နှိမ့်ဦးမှာတခါခွာလေးလို့ရိုက်တယ်တခါခွာလေးလို့ရိုက်ပြီးသူ့ရဲ့တနေ့ကျော်၃ချိန်မှာကွန်ပရိတ်လို့ရိုက်တယ်အဲ့ကွန်ပရိတ်ကဘလူးကွန်ပရိတ်ကဏ္ဍမျိုးလဲဆိုရင် ထိတ်လူထိတ်လူရိုက်မယ်ခွန်ပါတော့ break ခွန်လို့ဖြစ်ရမယ်ဆိုတော့ဒီမှာခွန်လေး6ဆိုလဲကဏ္ဍလေးထွက်တယ်ဒီမှာ3ခွန်3ပါနော်ထွက်တဲ့သူ့အောက်ကကဏ္ဍကပြန်ကြလို့ရိုက်တယ်လေးချိန်ကကဏ္ဍပြန်ကြတာပါနော်ဒီမှာလဲကျွန်တော်3ခွန်ဒီနေဦးမှာတစ်ခါခွာလေးလို့ရိုက်တယ်သူ့ရဲ့တစ်နှစ်ကျော်3ချိန်မှာဒါကျွန်တော်တို့ဒီထိတ်လူထိတ်နဲ့ဒါခွန်ပါတော့ခွန်မတိတ်လို့ရိုက်တယ်အဲ့အောက်က3ခွန်ဆိုတော့ကဏ္ဍသူ့ရဲ့အောက်မှာဒါပြန်ကြလို့ရိုက်တယ်ပါနော်ဒါဒုတိယတက္ကပါနော်တတိယတက္ကကလေးကျွန်တော်တို့ရှင်းပြမယ်နော်နေဦးမှာတက္ကခွာလေးလို့ရိုက်တယ်တက္ကခွာလေးလို့ရိုက်ပြီးသူ့ရဲ့တစ်နှစ်ကျော်၃ချိန်မှာဒါ break ကုန်ကနထွက်တယ်အဲ့ break ကုန်ကနဘယ်လိုထွက်လဲဆိုရင်ထိတ်တူထိတ်နေခွန်ပါတော့ break ကုန်ကန၃ခွန်ခွန်ဆိုတဲ့ကနလေးဒီမှာထွက်တယ်ပေါ့နော်ထွက်ပြီးရတဲ့သူ့ရဲ့အောက်က၈ကိုလေးဆိုတဲ့ကနဒီနေ့တက်မှာဒါပြန်ကြလို့ရမယ်ပြန်ကြအောင်မှကျွန်တော်ဘယ် cycle နဲ့ဖမ်းပြီးမှာဆိုရင်ဒီ cycle နဲ့ကျွန်တော်ဖမ်းပြီးမယ်နော်အဲ့တော့ကျွန်တော် cleaner တစ်ကြောလုံးမှာပေါ့နော် cleaner တစ်ကြောလုံးမှာကုသုံညာ6လို့ရိုက်ပြီတစ်နှစ်ထဲမှာပေါ့နော်ကုသုံညာ6လို့ရိုက်မယ်၃ညာ5 6လို့ရိုက်ပြီးတော့မှသူ့ရဲ့နောက်နှစ်မှာ360ဒါပြန်ကြ ရိုက်တယ်ပေါ့နော်သူရိုက်မယ်ဆိုရင် break ခွန်ရအောင်မှာပဲ360ဆိုတဲ့ခဏပြန်ကြရိုက်တာကလင်နာတကျော်လုံးမှာသုံးကပ်ပဲရှိတယ်ပေါ့နော်အဲ့လိုဖြစ်ပြရတဲ့အဲ့နှစ်ထဲမှာပေါ့နော်360ဆိုတဲ့ခဏပြန်ကြရိုက်တယ်သူရရင် break ခွန်ရအောင်မှာပဲ360ဆိုတဲ့ခဏပြန်ကြလို့ရိုက်တယ်၈ချိန်မှာ6ပိတ်လို့ရိုက်တယ်၉ချိန်မှာ၉ခါလို့ရိုက်တယ်၆ရက်နှစ်ခါကို၉ခါလို့ရိုက်တယ်၈ချိန်မှာ6ပိတ်လို့ရိုက်မှာ၉ချိန်မှာ၉ခါ၆ရက်နှစ်ခါကို၉ခါလို့ရိုက်မှာအဲ့၉ခါကနေခဏသူရှိနေကခဏပေါ့နော်ဒီ၉30ဆိုတဲ့ခဏကို၉ခါနဲ့ဒီမှာ390ဆိုပြီးတော့သူကထည့်တယ်ပေါ့နော် အဲ့လိုထည့်ပြရင်သူ့ရဲ့နောက်နေမှာရှစ်လေးအတွဲပါတော့ကနန်းဒီဘောကဖြစ်ခဲ့တာမပြောတော့နော်ရှစ်လေးအတွဲပါတော့ကနန်းအဲ့နဲ့ထဲမှာပြန်ကြရလို့ရိုက်တယ်ပြန်ကြလို့ရရင်ကိုလုံးမိုင်နဲ့ညီကိုတို့တို့ရဲ့အောက်မှာပဲသူကပြန်ကြရလို့ရိုက်တယ်ပေါ့နော်ဒါတကတ်ပေါ့နော်ဒုတိယတကတ်ကလေးသွားမယ်နော်ဒီမှာလည်းကျွန်တော်တို့နှစ်ဦးအဲ့နဲ့650လို့ရိုက်တယ်369ကိုလို့သူရှိကအတိုင်းပဲရိုက်တယ်အဲ့လိုရိုက်ပြရင်သူ့ရဲ့နောက်နေမှာ360ဆိုလို့ကနန်းပြန်ကြရိုက်တယ်ပြန်ကြရိုက်မယ်ဆိုလည်းဘိတ်ခွန်ရအောင်မှာပဲ360ဆိုလို့ကနန်းပြန်ကြလို့ရိုက်တယ်အဲ့လိုရိုက်ပြီးတာနဲ့ရှစ်ချိန်မှာ အဲ362ခါကြတဲ့နှစ်ထက်8ချိန်မှာ6ပိတ်လို့ရိုက်တယ်6ပိတ်ရဲ့အောက်မှာ9ချိန်မှာ9ခါလို့ရိုက်တယ်6ရဲ့နှစ်ခါကို9ခါလို့ရိုက်သလားဒါမှမဟုတ်9ချိန်မှာကြ9ခါလို့ရိုက်သလားတော့မသိဘူးเนาะ6ရဲ့နှစ်ခါကို9ခါလို့ရိုက်တယ်အဲ့လို9ခါလို့ရိုက်တဲ့ကဏ္ဍ8ခုတည်းဆိုတော့ကဏ္ဍသူ့ရှေ့နှစ်ကကဏ္ဍအဲ့လိုရိုက်ပြန်သူ့ရဲ့နောက်နှစ်မှာ8လေးအတွက်ပါတော့ကဏ္ဍပြန်ကြရိုက်တယ်ပြန်ကြရိုက်မှဆိုရင်ကိုလုံးမိုင်ရဲ့ညီကိုတို့ရဲ့အောက်မှာပဲသူက8လေးအတွက်ပါတော့ကဏ္ဍပြန်ကြရိုက်တယ်เนาะဒါကဒုတိယတက်ကပါခင်ဗျကျွန်တော်တတိယတက်ရှင်းပြမယ်เนาะ တတိယတက္ကသိုလ်ပြန်မယ်ဆိုတော့ဒီမှာကျွန်တော်တို့ဒီ2023ခုမှာ936လို့ရိုက်တယ်635လို့သူရှေ့နှက်ကအတိုင်းပဲပုံစံအတိုင်းပဲပုံစံလူတကယ်ကိုပုံစံလူရိုက်တယ်ဇာပြန်သူ့ရဲ့နောက်နှစ်မှာ360ဆိုတဲ့ကဏ္ဍပြန်ချရိုက်တယ်360ဆိုတဲ့ကဏ္ဍနှစ်ခါပြန်ထွက်တယ်သူထွက်မယ်ဆိုရင်လည်း break ခွန်ရအောင်ပါပဲပြန်ချကဏ္ဍကို360ဆိုတဲ့ကဏ္ဍကိုပြန်ချထုတ်လို့လိုက်တယ်လိုက်ပြီးရင်လည်း6ချိန်မှာ6ပိတ်လို့ရိုက်တယ် ကိုးချိန်မှာ6ရင်းနဲ့ကကိုကိုးခါလို့ရိုက်တယ်ကိုးခါနဲ့ကဏ္ဍသူရှိနဲ့ကကို3ရက်6ကို690လို့ကိုးခါနဲ့သူကရိုက်တယ်အဲ့လိုရိုက်ပြန်တဲ့ဒီနှစ်ထက်ရှစ်လေးတွဲပါတော့ကဏ္ဍပြန်ကြရရမယ်ဆိုရင်ဒီရှစ်ကိုးလေးပေါ့နော်ရှစ်ကိုးလေးဆိုတော့ကဏ္ဍကဒါပြန်ကြလေးရှိတယ်ပေါ့နော်ဒီကျွန်တော်တို့ဒီနှစ်ဦးတခါခွာလေးပရိငါလိုင်းပါလေဒါရှစ်ကိုးလေးဆိုတော့ကဏ္ဍရှိတယ်ဒီလိုင်းရဆိုရင်လည်းကျွန်တော်တို့ကရှစ်လေးအတွဲပါတော့ကဏ္ဍကပြန်ကြလို့ရရပြန်ကြလို့ရရမယ်ဆိုရင် ဒါကိုလုံးပိုင်းနဲ့ညီကိုတို့ရဲ့အောက်ဆိုရင်ဒီအချိန်မှာပေါ့နော်အဲ့တော့ပြန်ကြမှာကြိုက်ကြဆိုရင်ဒီကနန်းလေးကတော်တော်လေးတင့်တော့ပါတယ်နော်ကျွန်တော်ပြန်ရှင်းပြမယ်နော်360ကလင်နာတစ်ကြိုးလုံးမှာပေါ့နော်ဒါကျွန်တော်936 356လေးရတယ်သူရဲ့နောက်နေမှာ360နဲ့ကပြန်ကြရိုက်တယ်ရိုက်ရင်ဘရိတ်ကုန်ရအောင်မှာပဲ360ဆိုတော့ကနန်းကိုရိုက်တယ်အဲ့နှစ်ထဲမှာ၈ချိန်မှာ6ပိတ်လို့ရိုက်တယ်600နဲ့ခတ်ကို9ချိန်မှာ9ခါလို့ရိုက်တယ်အခုခါနဲ့ကနန်းကသူ့ရှိနှစ်ကကနန်းပေါ့နော်အဲ့သူ့ရှိနှစ်ကကနန်းလို့ရိုက်ပြန်တယ်ဒီရက်နှစ်ထဲက၈လေးအတွက်ပါတော့ကနန်းပြန်ကြလို့ရိုက်တယ်ပြန်ကြလို့ရိုက်မှာဆိုရင် ကိုလုံးပိုင်းနဲ့ညီကိုတို့တို့ရဲ့အောက်မှာပဲပြန်ကြလို့ရိုက်တယ်ဒီမှာလဲကျွန်တော်တို့ဒီ2008ခုနှစ်မှာလဲဒီက360ဆိုတော့ကနားနှခါပြန်ကြရိုက်တယ်သူရရင်ဘရိတ်ခွန်ရဲ့အောက်မှာပဲရိုက်တယ်၈ချိန်မှာ6ပိတ်လို့ရိုက်တယ်၉ချိန်မှာ6နှခါကိုကိုခါလို့ရိုက်တယ်အခုခါကနားသူရှိနေကကနားသူရဲ့နောက်နှစ်မှာရှစ်လေးတွဲပါတော့ကနားပြန်ကြလို့ရိုက်တယ်ပြန်ကြလို့ရိုက်မယ်ကကိုလုံးပိုင်းနဲ့ညီကိုတို့တို့ရဲ့အောက်မှာပဲပြန်ကြလို့ရိုက်တယ်ပေါ့နော်အဲ့တော့ဒီနားလေးမှာပြန်ကြရမှာကြိုက်တယ်ဆိုရင်တော့ ဒီစနစ်ကလေးသုံးကြည့်ပေါ့နော်ဒီမှာလည်း၉၃၆လို့ရိုက်တယ်၆၅၀လို့ရိုက်တယ်သူရဲ့နောက်နေမှာ၃၆၀ခါပြန်ကြရိုက်တယ်ရိုက်မယ်ဆိုရင်ဘရိတ်ခွန်ရဲ့အောက်မှာပဲရိုက်တယ်၈ချိန်မှာ၆ပိတ်လို့ရိုက်တယ်၆ရက်နဲ့၉ချိန်မှာ၆ရက်နဲ့ခက်ကို၉ခါနဲ့ကဏန်းတစ်ကွက်ထွက်တယ်အဲ၉ခါနဲ့ကဏန်းတစ်ကွက်ကသူ့ရှိနှစ်ကကဏန်းအဲ့လိုထွက်ပြရတဲ့ဒီနှစ်ထက်က၈လေးအတွဲပါတော့ကဏန်းအပြန်ချလို့ရပြန်ချလို့ရမယ်ဆိုရင်ကိုလုံးမိုင်ရဲ့အောက်ပေါ့နော်ကိုလုံးမိုင်နဲ့ညီကိုတို့တို့ရဲ့အောက်ဆိုဒီချိန်ပေါ့နော်ဒီချိန်လေးမှာပြန်ချမှကြိုက်တယ်ဆိုရင်တော့ဒီကနေ့လေးဒါထူးတင်ပါရနော်နောက်ထပ်ကျွန်တော်တို့ဒီ ပြန်ကြတိုက်တယ်ဆိုရင်တော့ဒီနှစ်ကွက်ထိုးထားပါတော့ကျွန်တော်တို့ပြန်ကြဒီချိန်မှာဖမ်းမထားဘူးပေါ့နော်တခြားကဏ္ဍတစ်ခုပေါ့နော်တခြားကျွန်တော်အချိန်ကြီးအော့ကွက်ကလေးကိုပဲကျွန်တော်ဖမ်းထားတာရှိတယ်ပေါ့နော်ဒီချိန်မှာလည်းအော့ကွက်ကလေးနဲ့ရန်ကွက်ကလေးတွေဒါထုတ်ထားတယ်ရှိတယ်ပေါ့နော်ကျွန်တော်တို့ဒီဒီချိန်စာပေါ့နော်9000ယူပါလားခင်ဗျာ3996 4609ကလေး439ကနေဒါကျွန်တော်ရဲ့ offer ကလေးကိုလိုချင်တယ်လာရောက်အားပေးချင်တယ်ဆိုရင်3996 4609ကလေး439ကနေ26ရက်နေ့ကနေစပြီးတော့လာရောက်ပြီးတော့ဒီချိန်စာ9000နဲ့အားပေးနိုင်မှာနော်ပြီးကြလို့ရှိရင်လည်းကျွန်တော်တို့ကျန်တဲ့နှစ်ဝက်စာပေါ့နော် ကျန်တဲ့အကြိမ်စာဟိုတော့ဒါဒုတိယ6လစာကိုကျွန်တော်ကျန်တဲ့အကြိမ်အတွက်ပေါ့နော်6000ယူပါနော်